Thank you. ဲ့ဘယ်တော့လူရမလဲတွေ့မဲ့လို့အဲ့လိုမျိုးအဲ့လိုမျိုးပဲဘယ်တော့မှတွေ့မှာလေတွေ့တို့တဲ့စိတ်ဆိုတာလည်းမရှိဘူးတခါလေကျတော့လေတချို့ဖတ်မိတဲ့ comment လေးတွေအရပေါ့နော်အာအလူဖန်ပြပြီးပေါ်လာတယ်လို့အဲ့လိုမျိုးတွေအပြောမခံကျင်တော့တာအဓိကနောက်တစ်ခုကကျတော့လူတွေကိုအကူတုံမပေးကျင်တော့တာပေါ့အခုလိုမျိုးလှူမယ်ဆိုရင်တိုင်းရတကယ်စေတနာပပနဲ့ချက်ပေးတယ်အာပြီးတော့တခုခုဆိုလည်းတိုင်းဒီလိုလေးကိုစီစဉ်ပေးပါဆိုတိုင်းရလေတကယ်ကိုစေတနာပပနဲ့စီစဉ်ပေးတော့အဲဆောင်းကအမြဲစိတ်ချမ်းသာလို့လှူကျင်နေအောင်ဟုတ်အာဒီနေ့ကပေါ်ဆမ်းမွေးထမေးလေးရယ် ကြာလူစီပြန်လေးရဲ့ချင်မောင်ဟင်းလေးရဲ့အဲနောက်ပြီးရဲ့အခါကျတော့ငပီတောင်းလေးနဲ့တို့စရာလေးတွေပေါ့ဖပွဲရရာလေးအဲ့လိုမျိုးလောက်ပြီးဖြစ်တာပေါ့ကိုကြိုက်တဲ့ကိုကြိုက်တဲ့ဟင်းလေးကိုသူများလည်းကြိုက်စေရမယ်ပေါ့နော်ကြိုက်ကြရမလားတချို့တော့သူလည်းခိုင်စားနေတွေ့ပါတယ်အရင်ကအော်အေးယူသွားချင်လားအိုးလိုက် လိုအပ်တဲ့နေရာမှာလိုအပ်တော့သူလေးတွေကိုအခုလိုလှူဒန်းပေးရတဲ့တမီလေးဘဝမှာလိုအပ်ချက်ဆိုတာမရှိပါစေနဲ့ပြည်စုံကုန်လုံးကြွယ်ဝချမ်းသာပြီးတဒနာပြုနိုင်ပါစေမြမမာတာမကကဘာတီအောင်မြင်ကြောကြတဲ့တမီလေးဖြစ်ပါစေဆောင်းရွံဆန်ပေါ့အကယ်ဒမီဆောင်းရွံဆန်လေးဖြစ်ပါစေအော်စကာဆောင်းရွံဆန်လေးဖြစ်ပါစေအမှန်တော့တာကြီးကဆောင်းတော့ဓာတ်ဆောင်းပါလေဥစ္စာ message ပြောလိုက်တဲ့သူကသူသူက messenger တွေ facebook တွေမတုံးတော့တဲ့ခါကြလေ တာကြီးကိုပြစ်ထားတဲ့ကောင်မလေးဆိုလေမပြစ်ထားဟုတ်တာကြီးရဲ့တမိလှူမာတယ်ဆိုတော့သူကအဲ့လိုမျိုးပေါ့လေလားတလရဲ့ပထမဆုံးနေ့လေးမှာလှူမယ်ဆိုလှူဆိုတော့လေဒီလားတရက်နေ့မှာလှူဖို့ဒါပေမဲ့လည်းသူကခยีသွားနေတယ်ခยีသွားနေတဲ့အခါကျတော့အဲ့ဒါနဲ့ဒီ9ရက်နေ့လေးတာကြီးရဲ့တမိပြက်လာရင်မဟုတ်ဆက်မဲဆိုတော့ဒီ9ရက်နေ့လေးကဒိတ်လှတယ်လို့ဆိုတော့လေဒီနေ့လေးဒါလှရမလား9ရက်9လ2025မှာ အလူလေးလို့ဖြစ်တာပါဆောင်းရဲစိတ်ထဲမှာကျတော့ဒါဟိုတလားတလားမှာပေါ့နော်ကိုယ့်ရဲ့ဒါရရဲ့ဝင်ဝင်လေးတွေကစုပြီးတော့ဟိုတကယ်လိုအပ်နေတဲ့နေရာလေးတွေကိုလှူခြင်းတယ်အပြောကိုတကယ်လှူတဲ့အခါမှာလည်းဟိုတိတိယောက်ယောက်လှူခြင်းတာပေါ့နော်အဲ့တော့ဒါတာကြီးဆိုရင်ဒါတာကြီးနဲ့အမြဲလှူဖြစ်တာကြတော့တာကြီးဆိုရင်ဒါအခုလိုမျိုးလှူမယ်ဆိုရင်တာကြီးကတကယ်စေတနာပပနဲ့ချက်ပေးတယ်အပြောတခုခုဆိုလည်းတာကြီးဒီလိုလေးကိုစီစဉ်ပေးပါဆိုတာကြီးကလည်းတကယ်ကိုစေတနာပပနဲ့စီစဉ်ပေးတော့အဲဆောင်းကအမြဲစိတ်ချမ်းသာလို့လှူခြင်းနေရပါဟုတ်အာဒီနေ့ကပေါ်ဆမ်းမွေးထမင်းလေးရယ် ကြာလူစီပြန်လေးရဲ့ချစ်မောင်ဟင်းလေးရဲ့အဲနောက်ပြီးရဲ့ခါကျတော့ငပီတောင်းလေးနဲ့တို့စရာလေးတွေပေါ့ဖွယ်ဖွယ်ရရလေးအဲ့လိုမျိုးလုတ်ပေးပြစ်တာပေါ့ကိုကြိုက်တဲ့ကိုကြိုက်တဲ့ဟင်းလေးကိုသူများလည်းကြိုက်စေရမယ်ပေါ့နော်ကြိုက်ကြရမလားတချို့တော့သူလည်းခိန်စားနေတွေ့ပါတယ်အရင်ကအော်အေးယူသွားကြလားအိုးလိုက် ။စောင်းအရင်တော့သူ့ဘာသူသူ့ဘာသူလေးမတ်ရွှေလေးနဲ့အဲ့လိုလှူနေတာပေါ့။နောက်ခါကျတော့အဲ့မတ်ရွှေလေးပဲနေရာရှာပေးနေတဲ့အဲ့လိုမျိုးလှူပစ်သွားတယ်။လှူပစ်သွားတဲ့အခါကျတော့တခုခု ဆိုလို့ရှိရင်စောင်းကလေအဲ့လိုသူစားပွင့်အမီးဖွားဖို့ပဲဖြစ်ဖြစ်အားဖွဲ့ဖြစ်ဖြစ်အဲ့တော့ဒီနုပညာကြီးကိုမောင်နှမရဲ့အခက်ခဲကိုသူ့သူ့ပြောလို့ရှိရင်တော့လေ လှုပ်မလေးတိုင်တိမဘာဘယ်တော့သူစားဖွင့်လဲဘယ်တော့မမလဲတိုင်အဲ့လိုမျိုးလေးအားချစ်ဖို့တိုင်ရအရာကိုခုနလှိုက်လိုက်လဲလဲဆူတောင်းပေးတာဘာလို့ဆူတောင်းပေးလဲဆိုတော့ငါသမီးလေးကသူတပါအခက်အခဲတွေရှိရလေအဲ့ဒီအခက်အခဲတွေကိုငါသမီးဖြေရှင်းပေးတယ်သူတို့ကိုစားတာကြီးရလေသူတို့ရဲ့ဘဝအမောတွေကိုပြည်စေတယ်ဒီလိုမျိုးထမင်းဟင်းလှူရဲဆိုလို့ရှိရင်လေဒီဟာသူတို့တွေကထမင်းတနက်လေးကောင်းကောင်းလေးစားရတယ်အဲ့လိုမျိုးလေးအဲ့အတွက်သူများတွေရဲ့ဘဝအမောတွေကို ဖြည့်သိမ့်နိုင်တဲ့တမီလေးတမီဘဝမှာဘဝအမောတွေလည်းဖြည့်သိမ့်နိုင်ပါစေကကြီးတို့မှကြော်နေနိုင်ပါစေမရှိဆိုသောစကားတွေမကြရပါစေနဲ့နောက်တစ်ခါကျတော့စိတ်ဆင်းရဲခြင်းတွေပေါ့နော်မကောင်းပြောသူမကောင်းကြံစီသူတွေနဲ့လည်းဝေးကွာပါစေငါတမီလေးလက်ဖြားငွေပြီးတထေးမာကြီးဖြည့်ပြီးတော့မြမမာတာမကကဘာထီကိုအောင်မြင်ကြော်ကြတဲ့အမှုပညာရှင်ဖြစ်ပါစေတိုင်းတကယ်ဆိုတော့တကယ်လက်လိုက်လည်းဆူတောင်းပေးရပါတကယ်တကယ် တဲ့သူ့ကိုလေပြောလိုက်ပြီဆိုတော့တကယ်လိုအပ်တဲ့နေရာဆို तू ကလေအဲ့လိုမျိုးဆက်ချင်တဲ့တိုင်းတမိလွှတ်လိုက်ပြီအဲ့တော့ပတ်စံဒါတာကြီးတို့ကို ပေးနေလို့လည်းမဟုတ်ဘူးပတ်စံလွှဲပြီဆိုလို့ရှိရင်လည်းလေဘရောမှလိုပြီးမလွယ်ဘူးတာကြီးရေအခုဆိုဒီမှာ9သိန်းခွဲကြရတယ်မလားတာကြီး8သိန်းလွှဲလိုက်တယ်ဒီမတိုင်းတမီးနှစ်ယောက်ငွေထားတယ်လို့ဘတ်ကျူကျူတင်းနဲ့မတ်သူသူစားဖွင့်တယ်တာကြီးရှင်ထဲမှာအမြဲပုံနဲ့ဖွင့်ပြောလို့မရတဲ့အပူတွေလေအဲ့တော့အဲဒီလိုမျိုးဖွင့်ပြောလိုက်လို့ရှိရင်သူများတွေကအဲ့လိုပြောကြအောင်မယ်ကွန်မန့်တွေဘာတွေမှာဆိုတဲ့အခါကျတော့အဲ့ဒီအပူတွေကိုကိုယ်တွေပဲသိရဲ့အဲ့တော့ကိုယ်တွေစောင်းရှေ့မှာလည်းရင်ဖွင့်ပြပြီးစောင်းကလည်းသူတတ်နိုင်တဲ့လောက်ပေါ့နော်အဲ့လိုမျိုးကုညီရဲ့စိတ်ပိုင်း ိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောအများကြီးမပေါဘူးအများကြီးမပေါဘူးယောက်ျားဖောင်စီမိန်းမမီးနေအဲ့လိုအခါမျိုးမှာ အခုခေတ်ခါမှာမွေးဖွားတဲ့ဇေယိတ်ကလည်းရန်ကသူစားဖွဲ့ရအသက်လေးရပြီအဲ့ဒီအချိန်မှာအဲ့လိုမျိုးပေါ့လေစားပထမတည်းကအဲလက်ကီးပေါ့နော်လက်ကီးမန်နီလေးဆိုနှစ်တည့်ဆိုပြီးတော့နှစ်သိန်းလွှဲပြီးပါပြီအာစုပန်ထွားလဲလွှဲတယ်အပြီးရဲ့ခါကျတော့တာကြီးရဲ့ဟိုမဆူစားဖွဲ့နဲ့မွေးကန်နေနေပြောဦးတော့ဆိုဟဲလို့ तू 25လားဒီလားလားဆိုချက်ချင်း तू တာကြီးတဲ့တမီလွှဲလိုက်ပြီးရဲ့ဆိုနောက်ပြီးတော့အဲ့မှာတားကိုဆွဲအာကိုဆွဲဆိုလဲအဲ့လိုမျိုးပေါ့နော်နန်းထိုက်တစင်ပိုးတဲ့တန်းတော့ the east ရဲ့ပေါ့ပေါင်တာ သူတဲ့တာကြီးကလှူပေးမယ်ဆိုသူစားပွင့်အနေနဲ့လေတာကြီးရဲ့တဲ့ပြပြဆုံဆုံဖြစ်သွားပြီတဲ့ပို့ပို့ရှန်နှုတ်မို့ဆိုသူလေဘာပဲဖြစ်ဖြစ်လေတမိစိတ်ပူနေရတာပေါ့နော်အဲ့ဆိုသူအဲ့လိုမျိုးပြောတဲ့အခါမှာလေတာကြီးလေအယံအမောပြေပြီးတော့အဲ့ကြောင့်မို့သူ့ကိုလေစောင်းအောင်လေလှက်လိုက်လေဆူတောင်းပြီးတော့တမိလေးရဲ့ဝမ်းသာလိုက်တာယေရှုတင်လိုက်တာသူစားပွင့်ကိုစားယေရှုတင်လာလို့ဒီကိုအမှုပညာကြီးကိုမောင်နှမတွေရဲ့အခက်ခဲကကိုပဲသိတာလေခွင့်ပြောပြလို့လေမရတဲ့ဟာလေ အဲစောင်းဖြေခဲ့ဘူးလို့ပေါ့နော်ဒါစောင်းအတွက်ကကြတော့ဒါအမှုပညာအတိုင်းဝိုင်းဆိုတာကစောင်းအတွက်ဒုတိယမိသားစုပါအဲစောင်းရဲ့ဒုတိယမိသားစုကိုအဲကိုတကယ်လလန်းမိတလောက်ကိုလိုအပ်တဲ့အခါမျိုးဆိုရင်ကိုနိုင်တလောက်ပေါ့နော်ဒါအကူညီပေးတာအပြင်မှာဆိုရင်လည်းစောင်းတော်တော်များများကိုအဲကိုဝင်စောင်းတော်တော်များများကိုခလေးမွေးပေးဘူးတယ်အဲစောင်းမွေးပေးဘူးတော့12ယောက် လာဝရှိပြီပေါ့နော်ဟုတ်သောအမြင်နဲ့လိုအပ်တဲ့လူဆိုရင်အဲ့လိုကြုံကြိုက်တဲ့အခါမျိုးကိုတိရတဲ့အခါမျိုးဆိုရင်အဲ့လိုမျိုးလေးကိုကူညီပေးခဲ့မှုတယ်အဲ့ဒါကိုအမှုပညာတိုင်းဝိုင်းနေတကယ်လိုအပ်တဲ့လူဆိုရင်ဒါချက်ချင်းဟိုဒါဆောင်ကူညီရမယ့်တာဝန်ရှိရတယ်ကိုကိုလည်းဒါဟိုခံယူထားရပေါ့နော်ကိုကဒုတိယမိသားစုဆိုတော့ကိုရဲ့အမတွေအဲဒါတိုင်းတို့ဆိုလည်းကိုရဲ့ဟိုမိခင်လိုပဲမအမေလိုပဲနော်အကုန်လုံးကဟိုပြည်သူဆောင်ရှောက်ပေးတယ်ဆောင်ရှောက်ပေးတယ်ဒီတိုင်းဝိုင်းထဲမှာလည်းအဲ့တော့ဘာပဲပြောဒါကိုရဲ့အမတွေအတော်တွေအဲ့လိုမျိုးဟိုမိဘတွေလိုမျိုးသဘောထားပြီးအဆောင်လို ိုအပ်တာအတွေ့ကိုညီပေးတာပါဟုတ်လို့ရဲဆိုတာနဲ့တာကြီးလွှဲလိုက်ပြီနော်အဲတမီးလေးနော်ဆိုအားလေးဆိုတာလေတိုက်လူမဲ့ဘယ်တော့လူရမလဲလူမဲ့လို့အဲ့လိုမျိုးအဲ့လိုမျိုးပဲဘယ်တော့မှသူ့မှာလေတွန့်တိုတဲ့စိတ်ဆိုတာလည်းမရှိဘူးတကယ်တကယ်သူ့စိတ်ကလေလူမဲ့ဆိုတာနဲ့လေဘက်ခနဲကိုတော့လေလူမဲ့တိုင်းလူမဲ့လူမဲ့အဲ့ဒီအပေါ်မှာဒါကလေဒီနေ့မီဒီယာလေးတွေကိုဖြည့်ပေးတယ်ဆိုတာဘာပဲပြောပြောဟိုဒီမီဒီယာတွေကဟိုစာတာကြီးတို့စောင်းတို့အတွက်ဒါ တမီးတို့ကမိကိုမောင်နှမတွေလိုပဲမို့လို့ဖြစ်ပေးတာပါအလူလုတ်တဲ့အပေါ်မှာမီဒီယာခေါ်ပြီးတော့အဲ့လိုမျိုးလဲကြွက်ပြရလဲမဟုတ်ပါဘူးဒါကတော့အမှန်ကန်သောစိတ်ထားပါပဲဒါကတော့အခုအပရိသတ်ကလေးတွေဘာပဲဖြစ်ဖြစ်ဘဝမော်တွေစိတ်အမောတွေရှိနေတဲ့အခါမှာကိုယ်တွေရဲ့ information လေးတွေဘာပဲအလူလုတ်နေရလေးတွေအဲ့လိုမျိုးလေးတွေဟိုပြောပြတဲ့အခါမှာသူတို့လေးတွေလဲကိုယ်တွေဟိုတည်င်းလေးတွေသိရပြီးတဲ့အခါမှာဘာဖြစ်ဖြစ်စိတ်အမောလေးတွေပြည်စီခြင်းလို့ပါအဲ့ အဲ့ဒါလေးပါအဲ့တော့တကယ်ကိုစောင်းကိုတော့အလူနဲ့ပတ်သက်လာရင်စောင်းရုံးဆန်ကလုံးဝလက်မနေတော့အဲ့တော့ဟိုဟိုပါလေသူသူလူတဲ့နေရာတိုင်းကတကယ်လိုအပ်တဲ့နေရာပဲဒီငလင်းပထမဆုံးဖြောက်ဆပ်ပြစ်တော့လေလေသူတက်ရောက်တဲ့အရင်ဆုံးဟိုဘဲဘက်ကိုအင်းလေးဘက်ကိုနော်ဆက်ကိုင်းမတရားတဲ့မဟုတ်ကိုခန့်လို့လည်းသွားတာအော်ကိုခန့်လို့သွားအဲစကိုင်းအင်းလေးဘက်ကိုသွားတာနော်ဟုတ်တယ်ဟုတ်အဲ့မှလည်းလှူခဲ့တယ်လှူခဲ့တယ်ဟုတ်ဒါပေမဲ့ तू ဘာမှမဖော်ပြဘူး Facebook တွေမှာလည်းမတင်ဘူးနော် တခါလေကျတော့လေတချို့ဖတ်မိတဲ့ comment လေးတွေအရာပေါ့နော်အာအလူဗန်းပြပြီးပေါ်လာတယ်လို့အဲ့လိုမျိုးတွေအပြုံးမခံကျင်တော့တာအဓိကနောက်တစ်ခုကကျတော့လူတွေကိုအကူအသို့မပေးကျင်တော့တာပေါ့နော်လူတွေကိုလည်းဟိုကိုကကိုကြောင့်အဲ့လိုဆဲဆူနေရတယ်သူတို့လည်းအကူအသို့များကိုလည်းအကူအသို့များအဲ့တော့ဟိုဒီတိုင်းလေးပဲကိုရဲ့လူတွေလူရှင်တော့ဆိုရင်ဖော်ပြတဲ့နောက်ဖော်ပြရဲမဖော်ပြတဲ့နောက်လည်းကိုယ့်ဝတ်တကူကိုဒိုင်းလှူလိုက်တာမျိုးလေးတွေရှိတယ်အဲ့လိုအဲ့လိုမျိုးလေးပါဟုတ် စောင်းအမြဲတမ်းလဲအဲမက်ဆန်ဂျာမှာပဲဖြစ်ဖြစ်ဒါကြီးက Viber မှာပဲဖြစ်ဖြစ်သမီးလေးကိုအဲ့လိုမျိုးအမြဲဆူတောင်းပေးဖြစ်တယ်အခုလိုအခုလိုပေါ့ဒါဒီနေရာတွေဆိုလို့ရှိရင် တကယ်လိုအပ်တဲ့နေရာလေလိုအပ်တဲ့နေရာနော်လိုအပ်တဲ့နေရာမှာလိုအပ်သောသူလေးတွေကိုအခုလိုလှူဒန်းပေးရတဲ့သမီးလေးဘဝမှာလိုအပ်ချက်ဆိုတာမရှိပါစေနဲ့ပြည်စုံကုန်လုံးကျွယ်ဝချမ်းသာပြီးတဒနာပြုနိုင်ပါစေမြမမာတာမကကဘာတီအောင်မြင်ကြောကြတဲ့သမီးလေးဖြစ်ပါစေဆောင်းယွန်းဆန်ပေါ့အကယ်ဒမီဆောင်းယွန်းဆန်လေးဖြစ်ပါစေအော်စကာဆောင်းယွန်းဆန်လေးဖြစ်ပါစေ နောက်ပြီးတော့မြမပြည်သူပြည်သားတွေရောပေါ့နော်အကုန်လုံးကဘာအနှံ့နဲ့မှာရှိတော့မြမပြည်သူပြည်သားတွေအကုန်လုံးလဲဘေးဆိုးနှံဆိုးယောဂဆိုးကတ် ိုးတွေကင်းဝေးကြပါစေဥပ္ပစီဒရကံတွေလည်းကင်းဝေးကြပါစေဇမတိပေါ့နိဗ္ဗာန်ရောက်အားလုံးစိတ်ချမ်းသာကိုချမ်းသာနေရှိကြပါစေလို့